ဟုတ်ကဲ့မင်္ဂလာပါဆရာဦးစိန်ဝင်းရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျစစ်ကောင်စီကဒီရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြီးခဲ့တဲ့ဒီဇန်နဝါရီ31ရက်နေ့မှာထုံးစံအတိုင်းပေါ်လေးဒီတတန်6လထပ်ထပ်တိုးလိုက်တာရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းပြထားတဲ့အတိုင်းဒီ6လအတွင်းမှာရွေးကောက်ပွဲလုပ်နိုင်မလားဒီ6လထဲမှာဘာတွေလုပ်မယ်လို့ယူဆလို့ရမလဲရှင်ဒီ2025ဇန်နဝါရီ31ရက်နေ့ကကာလုံစည်းဝေးကို ဟိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကယာယီသမရအနေနဲ့သူဥဆောင်ကျင်းပခဲ့ပြီးတော့ပြည်သူလွတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ဒုတိယကာကျုပ်ပိုကျုပ်စိုးဝင်းကာကွယ်ဝင်ကြီးပိုကျုပ်ကြီးမမောင်အေးပြည်ရေးဝင်ကြီးဒုတိယပိုကျုပ်ကြီးရာပြည့်နိုင်ငံခြားရေးဝင်ကြီးဦးတန်းဆွေနေဆက်ရေးရဝင်ကြီးဌာနဝင်ကြီးဒုပိုကျုပ်ကြီးထွန်းတွန်းအောင်နဲ့အထူးဖိတ်ကြားထားတဲ့သူတွေဖြစ်စစ်ကောင်စီရဲ့အတွင်ရေးမှူးပိုကျုပ်ကြီးအောင်လင်းတွေးတွဲပက်အတွင်ရေးမှူးပိုကျုပ်ကြီးရဲဝင်းတို့တက်ရောက်ခဲ့တာတွေ့ရတယ် ဒီကာလုံးမှာလည်းမင်းအောင်လိုင်ရရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပမယ်လို့ထပ်ပြောခဲ့ပြီးမယ်လေရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်စရာတွေလိုသေးတယ်ဆိုပြီးတော့ခုနှစ်ကြိမ်မြောက်နောက်ထပ်6လတက်တန်းတိုးခဲ့တယ်တကယ်တော့ကာလုံးမှာ6လတစ်ကြိမ်တက်တန်းတိုးတိုင်းရွေးကောက်ပွဲလုပ်ဖို့နည်းမြေစိုးမိုးထိန်းချုပ်မှုလုပ်ဖို့လိုသေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲတက်တန်းတွေထပ်ခါထပ်ခါတိုးခဲ့တာအဲ့ဒီလိုတက်တန်းတိုးပြီးတာနဲ့ မျိုးတွေကိုစစ်အုပ်ချုပ်ရေးကြီးညာပြီးတော့စီးရဲကိုပဲဖိလုပ်တာနော်ဥမာပြောရရင်ရန်နိုင်မင်းစစ်စင်ရေးအောင်စရာစစ်စင်ရေးစားတဲ့နာမည်မျိုးစုံနဲ့စစ်စင်ရေးတွေလုပ်ပြီးတော့သူဆုံးရှုံးသွားတဲ့နေမီတွေကိုပြန်လုပ်ခဲ့တာဒါပေမဲ့လည်းအဲနေမီတွေကပို့ပို့ပြီးတော့ဆုံးရှုံးဆုံးရှုံးမှုတွေများလာတယ်ကာလုံးတွေတိုးလာတာနဲ့များနေမီဆုံးရှုံးမှုကတိုးလာတယ်အဲမှာစစ်မှုရန်ဥပဒေနဲ့လူပြန်စုဖို့လုပ်တယ်နော်စစ်ကြောင်းထိုးတာတွေလုပ်တယ်သူ့အနေနဲ့ကတော့ အကြံလဲကုန်ပြီးတော့နေမီစွမှုရင်းနဲ့ပတ်သက်ပြီးတော့ဒီထက်များများဆဆထတ်လို့လို့မရတဲ့အနေထားပဲဒီကာလုံစီပွဲပွဲမှာအထူးကြတူကရွေးကောက်ပွဲကျင်းပဖို့စိန်ခေါ်ချက်တွေအများကြီးရှိနေသေးတယ်ဆိုပြီးတော့သူဝန်ခံသွားတယ်နော်နောက်ပြီးတော့အာအရင်အဆိုရင်အာ NUG PDF ကိုပဲပြောခဲ့တာနောက်ပြီးရင်30 20ခုစစ်စစ်ရေးမှာဟိုကိုကန်းတို့တန်အန်းပလောင်တို့ပြောခဲ့တာကနေအခုတော့ အီယာအိုတွေအဖွဲ့တွေစုံလာပြီသူအပြစ်တင်တယ်ဟာပြောရရင်တော့သူမှစိုးရင်စရာတွေများလာတဲ့သဘောကရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ဘယ်ချိန်လုံးမယ်ဆိုတာကိုမယောင်းလိုက်အနေနဲ့နှစ်ချိန်ပြောဘူးတယ်ပထမတစ်ချိန်ကတော့2021ဒီဇင်ဘာကမင်္ဂလာရုံတက်နေမှာစစ်တပ်အရာရှိတွေနဲ့တွေ့တဲ့အချိန်ဒုတိယတစ်ချိန်ကတော့2024ခုနှစ်ဇွန်လမိထီလာတက်နေကိုရောက်တဲ့အချိန်ပထမတစ်ချိန်မှာတော့ 2023ခုနှစ်ဩဂုတ်လမှာ UEFA ပွဲကျင်းပမယ်လို့ပြောပေမဲ့မဖြစ်ခဲ့ဘူးဒုတိယတစ်ကြိမ်မှာတော့2025အတွင်း UEFA ပွဲကျင်းပပြီမယ်ဆိုတာပြောခဲ့တယ်အခုကတော့2025လဲမသေးကြသေးဘူးဆိုတဲ့လေတန်းပြစ်လာပြန် UEFA ပွဲလို့ပြောလို့ရှိရင်မြန်မာပြည်ရဲ့ UEFA ပွဲဥပဒေကဘယ်နဲ့နေရာလောက်ရမယ်လို့မတတ်မှတ်ထားပေမဲ့ရလက်ကိုလူလူတူတူဖြစ်စေဖို့အတွက်ကတော့အ ਨੇ ဆုံးထက်ဝက်လောက်တော့ကာမီမှလူကြားလို့ကောင်းပါဦး ဒါတောင်ကြံတဲ့နေရာတွေအချိန်တိုကာလအတွင်းမှာဆက်လုပ်နိုင်မှာအဲ့ဒီတော့ရွေးကောက်ပွဲလုပ်ရမယ့်နေရာကတဝက်ဆိုရင်မြို့နယ်350ကျော်အဲ့ဒီရာကိုခွဲပြီးလုပ်အောင်ပထမတုတ်က60လောက်လုပ်ရမယ်အခုကအဲ့ဒီအစိတ်ပိုင်းလေးတစိတ်တစ်ပိုင်းလုပ်တာတောင်မှလုံနိုင်တဲ့အခြေအနေမျိုးရှိဘူးရွေးကောက်ပွဲကိုဘာလို့မလုံနိုင်တာလဲဆိုရင်ရှင်းပါလေစစ်ရှုံးနေလို့နော်သူတို့ကောက်တဲ့သကောင်စင်းရတော့မြို့နယ်ပေါင်း330မှာ ရာနှုန်းပြည့်စရင်ကောက်ယူနိုင်တဲ့မြို့နယ်မှာဆိုရင်145မြို့နယ်ပဲရှိသေးတယ်လို့ဝန်ထမ်းနာတာတွေ့ရတယ်။အဲ့ဒီတော့ဒီ6လအတွင်းမှာမယောင်းလိုက်နေတဲ့အဓိကလုံးမှာတော့စစ်တိုက်တာလုံးမှာပဲ။ဂျန်နာကတော့ရောင်ပြဟန်ပြရွေးကောက်ပွဲကိုသူမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အခြေအနေပေးရင်လုပ်မယ်ဆိုတာမျိုးပါပဲ။ ိုတော့ဗောလေဒီစကောင်းဆောင်ဦးမင်းအောင်လှိုင်အနေနဲ့ဒီအာနာကိုဆက်ပြီးတော့စောက်ကန်ထားနိုင်မယ်အခြေအနေမျိုးရှိလားအဲဒီအတွင်းဖိအားတွေရောသူ့မှာတက်ရောက်နိုင်ခြင်းရှိလားရှင်မင်းအောင်လှိုင်ရဲ့ view အနေဒါရတော့ရွေးကောက်ပွဲလှုပ်စေခြင်းနဲ့တရုတ်ကိုရွေးကောက်ပွဲလမ်းကြောင်းပြတာမယ်ဒါပေမဲ့အပေးယူအပြင်တရုတ်ရဲ့ဖိအားနဲ့အီယာဝူတွေကိုစစ်တိုက်တာကိုရထားခိုင်းစေမယ်ဒါအပြစ်ခတ်ရထားမယ်ပေါ့အဲ့ဒီဒေတာတက်တွေကိုဆွဲထုတ်ပြီးတော့ပကိုးမကွေး AIW ဘက်က AA နဲ့ဆင်မနာနော်အညာဒေတာနဲ့ကရင်ဒီကရင်တို့ဘက်ကိုတိုက်မယ်။နယ်မြေစိုးမိုးမှုပြန်ယူမယ်ဆိုတာမျိုး။နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲမှာဘာပြောလဲဆိုတော့လွတ်တော်မှာ Federal တောင်းဆိုတာဆိုတာမျိုး ਨੇ သူအချိုးတတ်တာ။အဲ့လိုကနေစစ်သားအစည်းအမြပြန်ရလာခဲ့သည်ရှိတော့2008ဖွဲ့စည်းပုံအောက်ကိုအကုန်ပြန်မောင်းသွင်းမယ်ပြီးတော့သူ့အာဏာကို strengthen လုပ်မခိုင်မြဲအောင်လုပ်ဒီနေရာမှာ တိုင်းသားပါတီတွေပါလာလို့ရှိရင်အနေဒီမပါလဲရတယ်ဆိုတာမျိုးလှုပ်ထားတယ်ဒါပေမဲ့စစ်ကပြေမကိုရောက်လာတာမို့ပြေမမကြသွားအောင်အရက်သားတွေကိုပြူစော်ဒီနောက်တစ်မျိုးပေါ့ပြည်သူလုံးလုံးကြီးဆိုတာ ਨੇ ဖွဲ့ထားတယ်အဲ့ရနေပြီးတော့သတင်းရအောင်စူးစမ်း။နောက်တံပြန်အာနာမသိနိုင်အောင်သူခိုင်းတိုင်းလုံးမဲ့အယုတ်တွေကိုအနိကတ်ထားတယ်။နော်ပြောရရင်အောင်လင်းတွေရဲဝင်းဦးတုံးဦးတင်အောင်စန်းတို့လိုဒါတကယ်သူ စစ်ဘက်ကလူယုံနေမောင်မောင်အေးတို့ညိုစောတို့ရာပြည့်တို့ဆိုတာတော့ဒါပြောရရင်ဒုတိယတန်းသားပေါ့နောက်ရသားတွေမှဆိုရင်ဒါသူနဲ့လည်းမြို့တော်ဦးနာမောင်လွင်မန်ငိမ်းမောင်တို့လိုလူတွေရှိတယ်နောက်ဝင်ကြီးတွေတည်းကတော်တီတာဦးဦးတန်းဆွေဦးမောင်မောင်ဦးမြင့်ကျိုင်းတို့ဒေါက်တာသက်ခိုင်ဝင်းတို့ကဒါသူရဲ့သူစိတ်ချတဲ့လူယုံဦးမြင့်ကျိုင်းဆိုတာပြောရရင်သူရဲ့တည်င်းပေးပဲเนาะဆွေအဖွဲ့လည်းဘသူတွေဘယ်လိုသဘောထားတယ်ဆိုတာသူက informal လုပ်ပေးတာ မင်းအောင်လိုင်ကနောက်တစ်ခုမှာရွေးကောက်ပွဲလို့ပြောပေးမယ်ရွေးကောက်ပွဲမလုံနိုင်ရင်ဟန်ပြလွတ်တော်ကိုကလပန်ထိုးပြီးတော့ဖန်တီးဖို့ပြင်ဆင်ထားတာလည်းရှိတယ်။သဘောကတော့စစ်တပ်ကိုစလဲ25ရာခိုင်နှုန်းအပေါင်းကောက်တင်းကောက်လိုက်စုထားတဲ့အားရခိုင်နှုန်းလောက်ပေါ့နော်။အဲ့ဒါတွေနဲ့သူလွတ်တော်ခေါ်ဖို့လဲသူစီစဉ်ထားတာမျိုးလည်းရှိတယ်။ဒါကြီးကတော့ရုပ်ပြက်စင်းပြက်ကြီးပါလို့နော်။သူတွေကပြောမှပေမဲ့လဲသူကတော့ရှက်မှမရှက်တတ်တာဘူး။သူက ေလူအတိနဲတာ။ဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့ရွက်ကောက်ပွဲမလုံးနိုင်တာကလည်းသူနဲ့တရုတ်ကြမှာအဟဖြစ်မှာ။တရုတ်ကရွက်ကောက်ပွဲလုံးစေခြင်းနဲ့သူ့ရဲ့ PR တိုင်းကြီးရေစုံမျောနေတာမကြိုက်ဘူး။ Now စီရရမတေးကြမရေရတဲ့အနေအထားတွေမဖြစ်စေခြင်း။အဲ့တော့မင်းအွန်လိုင်းမလုံးနိုင်ရင်စီရရထတ်တွန်းတာခံရနိုင်တယ်။ဒါမှမဟုတ်ရင်နောက်ဆုံးဆွဲချတာတော့ခံရနိုင်တဲ့အနေအထားရှိတယ်။ ဆိုတော့ဇာတ်တဖက်မှာပေါ့နော်ဒီစကောင်းဆောင်ဦးမယောင်လိုင်ကဒီလက်ရှိရာလူကနေပြီးတော့တောင်းဝလွှဲယူပြီးတော့ဟိုသူတို့စီစဉ်တဲ့ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုတော့သုံးသက်ချက်တချို့ပေါ့လေရှိနေကြပါတယ်ဆိုတော့ဒီအပေါ်မှာရောဘယ်လိုမြင်သလဲရှင်တကယ်တော့ဒီဟာကဒီသူ့ရဲ့စီးချင်နေနော်မယောင်လိုင်အတွက်ကောင်းလာခဲ့သည်ရှိတော့ဆိုတာနဲ့ဆက်ဆက်မထင်ပါတယ်လောလောဆယ်ညွန်ကိန်းတွေမှာတော့စစ်ကောင်စီတက်အတွက်စီးချင်နေကောင်းလာဖို့ဖြစ်နိုင်ခြင်းနဲပါဒါပေမဲ့လည်း ဖြစ်ခဲ့တည်ရှိတော့ဘလို့အခြေအနေမျိုးလဲဥမာတိုင်းသားတွေကလည်းသူတို့နယ်မြေ သူတို့ပဲအာယုံဆိုင်တာဖြစ်ပြီးတော့ပြေမလွတ်မြောက်ရင်းနဲ့သူတို့မဆိုင်တလို့နေတာနော်ဤအာကိုအကုန်လုံးကတရုတ်ရဲ့ဖီအားနဲ့မလုတာမလူတာဖြစ်သွားကြတာနောက်ဒီဒေါ်လာရင်းဘက်မှာလည်းအဲအဖွဲတွေအချင်းချင်းတွေးကွဲပြီးတော့အချင်းချင်းတိုက်ကြတာမျိုးနော်နောက်ရေတာကိုတဲ့အဖွဲတွေကလည်းရေတာခိုးပြီးတော့ Federal Democracy ကိုစစ်တပ်ကပေးမယ်လို့ မျောနေတာမျိုးအဲ့လိုမျိုးတွေစုံလာလို့ရှိရင်တော့ရေစုံမျောနိုင်တယ်တပတ်မှစစ်ကောင်စီတပ်ကလည်းအခွင့်ကောင်းယူပြီးတော့စူးစီးညှဉ်းညွမှုအားနည်းတဲ့အညာလိုနေရာမျိုးကိုဖိတိုက်ဒေါ်လာကြီးဘက်ကစီးနေနိုင်တော့စီးချိန်ဝင်ရှားဆိုတာပြန်ပြောင်းတက်အဲ့လိုချိန်မျိုးကိုမင်းအောင်လိုင်ကရွေးပြီးတော့ရွက်ကောက်ပွဲလုံးမှာအာနာမသိငယ်ရဆိုရင် तू ကတတ်ချုပ်ဖြစ်တယ်လွယ်သူ့ရဲ့အင်္ဂါစင်ကအဆင့်ခွနဲ့နိုင်ငံတော်အင်္ဂါစင်မှာအဆင့်ခွနဲ့အခုတော့ တတ်ချုပ်ပြင်ဝန်ကြီးချုပ်စစ်ကောင်စီဥက္ကဋ္ဌယာယီသမရစတဲ့အမြင့်ဆုံးယာရုမှန်သမျှတယောက်တည်းသူကမောင်းမိုင်းစည်းတာလားသူကနေပြီးတော့ကာလုံကိုအနာ၃ရက်ပြန်အပ်မယ်ဆိုရင်လည်းဘာမှမထူးတော့ဘူးဒါပေမဲ့လည်းမင်းအောင်လိုင်ကရွေးကောက်ပွဲလုပ်ပြီးတော့ရွေးကောက်ပွဲကိုကိုယ်တိုင်ဝင်မလားကျွန်တော်တော့မထင်ပါဘူးတတ်ချုပ်ယာရုကိုသူစွန့်လွှတ်ရမှာဆိုတော့တတ်လက်ကင်မရှိတဲ့အနေသားကိုသူကြိုက်မှာမဟုတ် မပုံနေတဲ့နိုင်ငံရေးပါတီတွေလည်းကြည်ရင်လည်းစစ်တပ်နဲ့နှိစက်တဲ့လူတွေပဲဖြစ်လို့ပါတီနဲ့တွဲဆုံမှုအစည်းအဝေးတွေမှာအရသာစုရအောင်အာဏာလွှဲပေးမယ်ဆိုတာမျိုးအကြိမ်ကြိမ်ပြောထားတော့သူကတက်ကိုကြော်တော့နောက်ခံထားပြီးတော့စိတ်ကြိုက်ဆိုရတရက်ကိုပုံပေါ်မဲ့အခြေအနေထားရှိတယ်ဖြစ်ခဲ့ပြီးရှိတော့ပေါ့အဲဒီကနေမှသူရွေးကောက်ပွဲအမဝင်မဲ့တက်ချုပ်ကအဆိုပြုတဲ့ဒုသမရာအဖြစ်ကနေမဲများသုံးတဲ့သမရာအဖြစ်တင်မြောက်ခိုင်းပြီးတော့သမရာကြီးမင်းအောင်လှိုင်းဆိုတာမျိုးလှုပ်လာနိုင် အဲ့လိုအခင်းကျင်းပေါ့သူ့ရဲ့ဇက်သူသူခင်းတဲ့အခင်းကျင်းတိုင်းသူ့တိုင်းတာဖြစ်ပြီဆိုရင်တော့မြန်မာလူထုရဲ့လွတ်လပ်မှုတို့တရားမျှမှုဖက်ဒရယ်နဲ့ဒီမိုကရေစီဆိုတာတော့2560အိမ်မမမတဲ့တော့လို့ပြောရမယ်အနေထားရောက်သွားပြီလို့ထင်ပါတယ် ဟုတ်ကဲ့ဆရာဒီအစောပိုင်းမှာပြောသလိုပေါ့နော်ဒီစက်ကောင်းဆောင်ကတရုတ်အားကိုနဲ့တချို့ဒေသတွေကိုတိုက်ပွဲနားထနားထတာမျိုးလုံနိုင်တယ်လို့ပေါ့လေဒီရွေးကောက်ပွဲမလုံနိုင်တဲ့အပေါ်မှာလည်းတရုတ်ကမကြည်တာလည်းရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီ2025ထဲမှာရောတော်လင်ရေးဘက်ကနေမြေသိမ့်ပိုက်တဲ့ဟာတွေပြီးတော့ဒီစစ်ရေးအခြေအနေကအထူးထူးခြားခြားဖြစ်လာနိုင်ခြင်းရှိပါမလားဆရာယတိပြတ်တော့ပြောရခက်တယ်နော်နောက်ပြီးတော့ဒီတော်လင်ရေးက အာအတွင်းပိုင်းမြန်မာပြည်ရဲ့အတွင်းပိုင်းအကြဆုံးရောက်လာတော့ဒါအခက်ဆုံးပိုင်းပဲเนาะမြေပြန့်ဒေတာဆိုတာအာခက်ခဲတယ်သူ့ဘက်ကလည်းအဲ logistic အဲပို့ပြီးတော့မြန်နေဟာမျိုးဒါမဲ့လဲ surprise မိသွားနိုင်တဲ့လမ်းစုံလို့လည်းပြောလို့ရတယ်တကယ်တမ်းဒီစစ်ကောင်စီရဲ့အရင်းမြစ်ကတော်တော်ပါလာပြီသူရဲ့ဝင်ငွေလမ်းကြောင်းတွေကတော့ကျသွားပြီเนาะ war economy ဖြစ်တဲ့အတွက်အဲ့ဒါကဒုက္ခပေးနေเนาะရေရှိမှာဆိုရင်သူ ဘုံကျဲကျင်တိုင်းကိုကျဲလို့မရတော့ဒါအပြင်မဲ့အဲဒီကပတ်စာတွေကိုရွှေ့ပြောင်းရတာနော်ဈေးချင်းချောင်းမှုတွေဖြစ်လာတယ်ခင်ဗျာသူ့ရဲ့အဲရန်ရဲကပြုတ်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 ထက်လာတာစင်ကဲပြိုလဲမှုနဲ့ပြိုထွက်သွားနိုင်တယ်နောက် PR ရဲ့ရန်များလာတဲ့အခါမှာအတွင်းပြိုလဲမှုကလည်းဖြစ်နိုင်ဒေါ်လာဘက်မှာတော့တရုတ် PR ဝင်လာတာအနောက်ရှက်ဖြစ်တာတော့အမှန်ပဲမင်းအောင်လိုင်ကတော့အဲ့တရုတ်ရဲ့ PR ကိုတုံးပြီးတော့ EA ကိုတချို့နဲ့ ဆေးရည်ရေးလုံးမယ်တခြားနေရာတွေတိုက်မယ်အထူးသဖြင့်တော့အညာပေါ့ကိုကန့် MMD ကတော့သူစစ်နယ်ကုံသားပြီသူကသူဒေတာအုတ်ချုပ်ရင်းနဲ့လုံခြုံရေးဝယ်စောက်ချလုံးတန်ဘလောင်ဒီအန်အန်လေးအနေနဲ့လည်းတရုတ်ဖီအောင်မှာမလူးတာမလွန်တာအနေဒါရှိဒီတက်ပို့ပြီးတော့စစ်ကိုစတ်ထွက်ဖို့ကတော့ခဲရင်းတယ် KIO ကချင်းကိုကြည့်လို့ရှိရင်သူ့ရဲ့ဒီဒူကဘာတို့ဒူဂျွန်တို့ကကချင်းနဲ့အဆက် တဲ့နေရာအထိပဲနေမီကျွမ်းကျင်တယ်နော်အညာဒေတာကိုကြတော့သူကနေစိမ့်နေသူတို့အိုးထဲတဲ့ဝင်ဝင်အထိဆက်တိုးသွားဖို့ခက်တယ်အေရတော့အေယာဝရီဘကိုးမကွေးအဆက်တွေကိုသူလိုက်တိုက်မယ်နော်သူသူ့ရဲ့အဲစစ်စစ်နေနဲ့လုံကြုံရေးဖြန့်ပါနေမီစုမျိုးစုမိုးရေးလုပ်မယ်ဒါမဲ့အတွင်းပိုင်းထိသူလည်းလိုက်တိုက်ဖို့ကတော့မလွယ်ဘူးဘာဖြစ်လို့သူ့ရဲ့စစ်နံမပအောင်သူကလောက်ရမှာပိုအရေးကြီးတယ် တောင်ပိုင်းအဖွဲ့တွေလည်းအလားတူပဲဒါကိုဒေတာကိုဟိုအုပ်ချုပ်ရေးအေးစတန်ဒန်လောက်တာလုံခြုံရေးပေါ့နော်ဒီအားမျိုးတွေလုံဒါတွေကလက်တွေ့ကြတဲ့ဟာတွေအာယုံဆိုင်ပြီးတော့လောက်ရမှာပဲဖြစ်တာအဲ့ဒီမှာသကောစကားအနေထားပေါ့အပီပြင်းလွမြောက်နေပြီလည်းမဖြစ်သေးတဲ့အညာကအဖွဲ့တွေနော်မြေပြန့်ဒေတာအဖွဲ့တွေကဘလောက်ထိုးစစ်စင်နိုင်မလဲပြန့်ပြီးတော့လုံနိုင်မလဲဆိုတဲ့ဟာအခေယာဖြစ်လာ အဲ့ဒါလည်းဘာနဲ့ဆက်ဆက်နေလဲဆိုတော့ဒီ data ကအဖွဲတွေဘလောက်ညီညွတ်လဲစုစည်းမှုကောင်းလဲလူတို့ရဲ့ resilient ဘလောက်ကောင်းလဲဆိုတာစကားပြောတာအညာမှာ ထိုးစစ်ကြီးတွေစင်ဖို့အတွက်ကခဲရန်တွေလက်နက်ကြီးတွေလိုတယ်တိုက်ရိုက်ခိုက်ရေးကောင်းတဲ့တပ်ပေါင်းစုတွေလိုတယ်နော်လက်နက်ခဲရန်တော့ okay ရပြီသားလက်ရှိမှာအောက်မှာပါသုံးလုံးလို့ပြဿနာနှုတ်လက္ခဏာတွေရှိပါသုံးလုံးဒါမှမဟုတ်ဒေတာဆိုင်ရာကောင်းဆောင်တွေ ਨੇ ် MOD တို့ပြည်ရဲရေးတို့ဗဟိုမှာကလည်းဗဟိုရဲ့အာဏာစီးနှောင်တက်ရောက်မှုနဲ့ဒါလည်းဒီနှွေဦးတော်လိုင်းဖြစ်တော့ရွေးချယ်ကအမတ်တရကိုယ်နဲ့ကိုစုပြီးတော့ဒါပုံကံမှုလုပ်ကြတာဟိုနောက်မှပြန်ပြီးတော့စုစည်းထားတာရဲ့ဗဟိုအာဏာကိုတောထောက်နောက်ခံပြုတ်ပေးဖို့တိုက်ရန်ရရဲ့လို့မရှိတာเนาะသူကဟိုဟိုဖွဲ့စည်းရတဲ့ပုံစံအနေဒါတွေမတူတာအဲ့တော့ပြောရရင်တော့လက်တွေ့မှာက တတ်ရှိတဲ့လူကအာနာရှိ ပြဿနာရဲ့ဖြတ်ပြဿနာရဲ့အများစုကလည်းပုံကိုကြီးနိုင်ငံရေးရပြောရရင်မူဝါဒတို့ဘာလို့အဲ့လိုကြီးကြီးကျယ်ကျယ်မဟုတ်ဒီတော့အညာမှာဒီပြဿနာကိုကြော်လွားပြီးတော့စူးစီးမှုအားကောင်းရင် ကြီးမားတဲ့အင်အားဖြစ်လာမယ်ရန်သူကြောက်တဲ့အင်အားရန်သူ့ကိုအချိန်တိုတွင်မှပြိုလဲသွားစေတဲ့အင်အားဖြစ်မယ်အခုတတိတော့အဖြေမရှိသေးဘူးအဲ့ဒီမှာတချို့ကလည်းဒါနိုင်ငံရေးနီးလမ်းနဲ့အဲပြန်ပြီးတော့စဉ်းစားလာကြတာတွေ့ရကျွန်တော်အမြင်တော့ အလုံးမဖြစ်တဲ့ဘ ਹੁ အာနာနဲ့ထိန်းချောင်းမို့လောက်တာတဲ့ဒေသန္တရအာနာကိုပဲအရင်တည်ပြီးတော့အထက်မှာမှပေါင်းဆက်လောက်ကင်တဲ့စနစ်ကိုတွားရမယ်လို့ထင်တယ်။ကိုယ်နယ်အတွင်းမှာညီညွတ်မှုမလောက်တိုင်းတဲ့နယ်တွေကဒါစစ်ကောင်စီတပ်ရဲ့တံပြန်အဲထိုးစစ်အောက်ကို ရောက်သွားနိုင်တဲ့အနေရရှိတယ်။နောက်မေးစရာတစ်ခုရှိတာကဒီစကောင်းဆောင်ကပေါ်လေဒေါန်ဆန်းစုကြည်ကိုသူလက်ရှိအာနာကင်ထားတဲ့ဒီနှစ်တည်းအတွက်မှာပုံစံတမျိုးမျိုးနဲ့တုံးချလာနိုင်မလားဆိုတော့ အရာပေါ့လေဆရာဟုတ်ဒေါအောင်ဆန်းစုကြည်ကိုသူကနိုင်ငံရေးထောင်ချောက်ရှင်ဖို့ပေါ့နော်အတုံးချဖို့ကြိုးစားနေကြပြီတစ်ဆယ်နှစ်ဆက်ကွန်စစ်စစ်နောက်ပိုင်းနေမီတွေဆုံးရှုံးလာပြီးတဲ့နောက်ပိုင်းပေါ့နော်အဲသူရဲ့တပ်တွင်းကဖီးယားတွေရောလာအောင်နောက်ဖီးရင်းလူလူနဲ့နိုင်ငံကကိုလှည့်စားနိုင်အောင်ဒေါအောင်ဆန်းစုကြည်ကိုဒီပြည်ထဲဝင်ကြီးကတော်တော်တွေ့တယ်ပြီးတော့အင်ဒီဂျင်းနိုင်ငံတွေတန်တမန်တွေတွေ့ရင်လည်းဒေါအောင်ဆန်းစုကြည်ကိုနေရင်ကျေကျုပ်ပြောင်းပါမယ်ဆိုပြီးတော့သတင်းတူဖြတ် သူတို့ပျော့ပြောင်းတဲ့ဆိုတဲ့သဘောမျိုးမြင်အောင်ပေါ့တစ်ဖက်မှာလည်းအာနာသိန်းကျင်ကနေအခုထိကာလုံတတန်းတို့တိုင်းဟလာတွေ့ဆုံပွဲတွေတိုင်းအစည်းအဝေးတွေတိုင်းတန်တမန်နေနဲ့တွေ့တိုင်းအန်ဒီတွေအန်ဒီကမဲလိန်နဲ့မဲကိုတဲ့တွန်ဆန်းစုကြည်လူတွေကပုတ်ကိုရေးကိုကွယ်လွန်လို့ဒီနေ့လိုလက်နှက်ကင်ခင်းချင်းဖြစ်လာတဲ့ဆိုတာမျိုးအကျဉ်းချင်းပြောတာပြီးတော့သူ့တတ်ထဲမှာကြတော့နေပြီးတော့မှကြတော့စားပါရန်နေရာ မှာတောင်ဆန်းသူကြီးကလူမျိုးရေးဖောက်ပြန်တယ်လို့လို့တည်င်းတူတွေပြန်เนาะ NLD ပါတီတွင်းကိုဒါလူခွဲတုတ်ပြီးတိုက်တာမျိုးလုပ်အဲ့ဒီတော့မင်းမှာပေါ့တောင်ဆန်းသူကြီးကသူတို့အကွက်တဲဝင်သွားနိုင်လားဆိုတော့ကျွန်တော်တော့မမြင်ဘူးသူ့ကိုအရွယ်နဲ့မလိုက်အောင်ဖိအားတွေပေးပေးမယ်လေเนาะသူငယ်ရွယ်နှုပြိုတော့တဲ့အရွယ်မဟုတ်ပေမဲ့လေသူကြမ်းကြမ်းခံတယ်နောက်2008ပွဲစည်းပုံအခြေခံဥပဒေကိုသူလိုက်နာတော့ကသူအောင်းအီးပြီးတော့အဆုံးထိသူလိုက်နာခဲ့တယ်ရှောက်ခဲ့တာ အဲ့ဒါအာနာသိမ့်လိုက်တော့ပြက်သွားပြီအဲ့တော့ तू ကလမ်းဆိုးတစ်ခုကိုပြန်ရှောက်မှာမဟုတ်တော့ပါဘူးဆိုတော့ဒီစစ်ကောင်စီဘက်ကလည်းပြန်ပြီးတော့လှည့်ကြပါတယ်ဆရာတကယ်လို့ပေါ့လေဒီစစ်ကောင်စီကအေးတရားနီလန်းကြကြမကြကြပေါ့လေရွေးကောက်ပွဲကိုမဖြစ်ပြအောင်လုပ်မယ်ဆိုလို့ရှိရင်ကောဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမ် data တွင်နိုင်ငံတွေပေါ့လေပြီးတော့နိုင်ငံတကာကရောသဘောထားအသိမှတ်ပြုလာနိုင်မလားရှင် မန်နတ်မှာလည်းအပေါင်းဖော်ရှိတယ်ဆိုတဲ့စကားရှိတယ်မင်းအောင်လိုင်းပါလို့လို့လက်ခံမဲ့ရုရှားတို့ဘီလာရုဆိုရှိတယ်နော်နောက်ယူကော့ဘွဲကျင်းပပါကျင်းပပါဆိုပြီးတွန်းနေတာတရုတ်အိန္ဒိယလည်းသူ့ပဒဝီနိုင်ငံရေးအတွက်ချက်နဲ့စစ်ကောင်စီနဲ့ဆက်ဆံမှာတရုတ်ဩသာအောင်မှာလည်းဖြစ်တယ်နောက်သူတို့နဲ့လည်းအဲသူတို့ရဲ့ကိစ္စသူတို့ရဲ့အထုပ်ရှိနေတဲ့ကမ္ဘောဒီးယားတို့လာတို့ကလည်းဘာပဲဖြစ်ဖြစ်မကြိုက်ပြီမဲ့လည်းဆက်ဆံမှာပဲ ဒါမဲ့အာဆီယံတစ်ခုလုံးအနေနဲ့တော့တရုတ်နဲ့လေးတန်ကွဲတယ်အာဆီယံနဲ့အဲအနောက်နိုင်ငံတွေကရွေးကောက်ပွဲတဲ့အပြစ်ကရဆဲဖို့နဲ့အဲနိုင်ငံရေးဆွေးနွေးပွဲတွေအရင်ပြန်စားဖို့သူကတွန်းနေတာနော်အမျိုးသားရင်ကြားစေရအတွက်တောင်ဆန်းစုကြည်အရင်ပြန်လှုပ်ပါဆိုတာမျိုးသူတို့တောက်လျှောက်ပြီးအပေးနေဒါမဲ့ယူကော့ဘွဲပြည်လို့ယူကော့ဘွဲကကျင်းပနိုင်တဲ့နေမြေတိတ်နေရင်ကြကြပြက်ပြက်အတိမတ်ပြမှုကတော့မရပဲဒုံရင်ဒုံရင်ပဲဖြစ်မှာ ဒါပြင်အယတဆူရဟန်ဆောင်ရတဲ့အတွက်သူအာနာလက်ဆုပ်ပြေတာပဲဖတ်တယ်အဲဒါကြောင့်မယောင်နိုင်ရနေမီဆူမှုမှုလည်းအချိန်နဲ့မကောင်းမဲနဲ့ရွေးကောက်ပွဲကျင်းပဖို့ဆိုတော့သူတွန်းဆုတ်တာနော်ဒီတော်လိုက်ပတ်မှာတော့နိုင်ငံငါတန်ကြီးတမန်ကြီးလိုလဲဆိုမဲ့လေလူမြောက်ဖို့အတွက်ကဒါသေချာတာတော့ကိုကကိုကိုတာဟိုဘက်ဆက်တီးရမှာကျန်တာတွေကအကူတွေအထောက်ပံ့နေဆိုတဲ့အမျိုးပဲဖြစ်ပါလေဟုတ်ကဲ့ဆရာ ဆိုတော့ဒီတစ်ပတ် editorial talk စီစဉ်ကိုဒီမှာပဲရှင်းလာလိုက်အောင်ပါဆရာ Learn the media ကိုဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ လူ့ဘောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။